့ဖွဲ့စည်းတခုရဲ့အမောင်မိုက်ဆုံးအခြေအနေတွေမှာဘာရင်းညောဖြစ်တတ်ပါသလဲဒီနေ့တော့လေခေါင်းဆောင်မှုနဲ့နောက်လက်ပြည်သူတွေအကြောင်းကိုခေတ်ဆက်ဆက်တည်ပေးလာတဲ့စကားတခုကိုနည်းနည်းလေးနက်နက်နဲ့ဆွေးနွေးကြည့်ကြရအောင်လူမိုက်တွေကမြက်ကန်းတွေကိုအုတ်ချုပ်တဲ့ခေဟာဘလောက်တောင်ဆူရလိုက်တယ်လဲဆိုလေဒီစကားကြားပူးကြမယ်ထင်ပါတယ်ဒီစကားကတကယ်တော့ဘာကိုဆိုလိုတာလဲပြီးတော့ဘာကြောင့်များဒီနေ့ခေချီအေးပါနေရတာလဲကဲအတူတူကြည့်လိုက်ကြအောင် စိတ်ဝင်စားလျင်အကောင့်တကလေဒီစကားကို Shakespeare ပြောခဲ့တယ်လို့လူသိများနေပေမဲ့တကယ်တမ်းသူ့ရဲ့ဘေးစောက်ထဲမှာရှာလို့မတွေ့ပါဘူးအဲ့ဒါကဘာလို့ပြနေတယ်လဲဆိုတော့ဒီအဆိုအမင်းဟာလူတယောက်ရဲ့အမြင်ဆိုတော့ချက်ကိုပို့ပြီးတော့လူအဖွဲ့စည်းတစ်ခုလုံးရဲ့ဘုံအတိအမြင်တစ်ခုလို့ဖြစ်နေတယ်ဆိုတာပါပဲဟုတ်ပြီဒီစကားကိုတပိုင်းချင်းစီခွဲပြီးလေ့လာကြည့်ကြရအောင် ပထမဆုံးအနေနဲ့ခေါင်းဆောင်ဒီအဆောင်ဖြောကြတာပေါ့ဒီစကားတွေကလူမိုက်တီဆိုတာဘလို့လူစားမျိုးကိုဆိုလိုချင်တာလေ ဒီနေရာမှာလူမိုက်ဆိုတာကငယ်ရင်နင်းတာညမကောင်းတာကိုပြောတာမဟုတ်ပါဘူးနော်အဓိကဆိုလိုချင်တာကအတိညာဉ်ကင်းမဲ့ပြီးကိုကြိုးပဲကြည့်တဲ့တဲ့တိုင်းပြည်အတွက်တာဝန်ယူစီမရှိတဲ့အေချီမပြည့်ဝဟဲ့ခေါင်းဆောင်တွေကိုညှဉ်းညွန်းတာပါဒီလိုခေါင်းဆောင်တွေအုပ်ချုပ်တဲ့ကတိုင်းပြည်တစ်ခုဘလို့အခြေအနေထိဖြစ်သွားနိုင်မလဲတစ်ချက်တော့စဉ်းစားကြည့်ပါလားလူတွေကြားထဲမှာရှော့ထွဲမှုတွေကြောက်ရွံ့ဆိုးရိမ်မှုတွေနဲ့ပဲပြည့်နှက်လာမလို့တဖြည်းဖြည်းနဲ့လူအဖွဲ့အစည်းတစ်ခုလုံးရိုးရွံ့ပျက်စီးသွားနိုင်ပါတယ် အားကိုးရမယ့်တဲ့ခံစားချက်တွေကနေရာတိုင်းမှာနှွှမ်းမိုးနေပါလိမ့်မယ်။ကဲခေါင်းဆောင်တွေအကြောင်းပြောပြီးဆိုတော့အခုဗီဒီယိုတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်အောင်။စကားထက်ကမြက်ကန်ဆိုတာကတော့ဘာကိုဆိုလိုတာလဲ။လူတွေကဘာကြောင့်မြက်ကန်နေလို့ထူထွားရတာလဲ။ဒါတကယ်ကိုအရေးကြီးတဲ့မေးခွန်းတစ်ခုပဲ။ဘလို့အကြောင်းတရားတွေကြောင့်များလူတွေဟာကိုယ်ကောင်းဆောင်ကိုမေးခွန်းမထုတ်ပဲအဆက်ဆက်အရာရာကိုလက်ဆံလိုက်တဲ့အခြေအနေမျိုးဖြစ်သွားရတာလေအကြောင်းရင်းတွေကတော့အများကြီးရှိနိုင်တာပေါ့ သတင်းအမားတွေလွတ်လွတ်ကူကူပြန့်နှံ့နေတာလူတွေကနိုင်နိုင်ရေးကိုစိတ်မဝင်စားတော့ဘဲလိလူရှူလာတာကိုတိုင်ဝေဖန်ပိုင်းခြားတွေးခေါ်မှုကိုအားမပေးတဲ့ပညာရေးစနစ်တည်ပြီးတော့အသိပညာဘူးသူတာတွေရယူဖို့ခက်ခဲတာတွေကြောင့်ပါပဲဆိုတော့ပြည်သူတွေကမျက်စိမှိတ်နားပိတ်ပြီးဘာမှဝဲမပါဘဲနေလိုက်တဲ့အခါအဲ့ဒါဟာအရေးကြီးမရှိတဲ့ခေါင်းဆောင်တွေအတွက်အခွင့်အရေးကြီးတစ်ခုဖျက်သွားတော့တာပဲသူတို့ကြိုက်တယ်လို့ချဲလဲပြီးညံ့ဖျင်းတဲ့အုပ်ချုပ်ရေးကိုတိဆောက်သွားဖို့မရည်ရွယ်ပဲနဲ့လမ်းခွင့်ပေးလိုက်တယ်လို့ပါပဲ အခုဒီပြဒနာရဲ့အဆိုးဆုံးအပိုင်းကိုရောက်လာပါပြီ။ခေါင်းဆောင်နဲ့နောက်လိုက်ဒီနှစ်ခုကတခုနဲ့တခုဘလို့ပြန်လန်အချုပ်ပြုတ်ပြီးတော့မကောင်းတဲ့တန်တရာလေပတ်မှုတွေတခုကိုဖန်နီးနေတယ်လဲဆိုတော့ကြီးလိုက်ရအောင်။ရိုးရွင်းမှုတန်တရာကဒီလိုအလုပ်တော့ပါတယ်။ပထမဆုံးအသိပညာနည်းတဲ့ပြည်သူတွေကြောင့်အရေးကြီးမရှိတဲ့ခေါင်းဆောင်တွေအာဏာရောက်လာတယ်။ဒုတိယအဆင့်မှာအဲ့ဒီခေါင်းဆောင်တွေကပြည်သူတွေပညာမတတ်အောင်အသိပညာမဲနေအောင်နှီးလန်းပေါင်းစုံနေအကျူစားတယ်။ နောက်ဆုံးမှာတော့တီထန်တရားကအဆုံးမရှိလဲပတ်နေပြီးတော့တိုင်းပြည်ကိုပျက်စီးချစ်စီတွန်းပို့နေတော့တာပါပဲ။ကဲပြဿနာကိုတော့တီးပြီ။အရေးကြီးတာကဖြည့်ဆင်းနေပဲ။ဒီတန်တရားကြီးကိုဘလို့ရက်တက်မလဲ။ကျမတန်ဆွမ်းတဲ့လူအဖွဲ့စီတခုတီဆောက်ဖို့အတွက်ခေါင်းဆောင်မရောပြည်သူမရောဘလို့တာဝန်နေရှိနေမလဲဆိုတာ ကြည့်ကြရအောင်။လူအဖွဲ့စီတိုင်းမှာရွေးချယ်စရာလမ်းနဲ့လမ်းအမြဲရှိနေပါရဲ့။တလမ်းကတော့အခြေမြင့်မရှိတဲ့စုညံမှုတွေလူကြိုက်မြောက်မှုနောက်ကိုပဲလိုက်တာရဲ့။ လက်ရှိအခြေအနေကိုပဲခြေနဲ့နေနာရင်းနဲ့ပျက်စီးခြင်းစီကိုဥတည်နေတဲ့လမ်းမှာ နောက်တလန်းလာတော့ဉာဏ်ပညာအတွင်းချက်ချအသိမြင်နားလည်မှုနဲ့ပြည်သူတွေတက်တက်ကြွကြပါဝင်ခြင်းကိုတန်ဖိုးထားပြီးတိုးတက်ခြင်းစီကိုဥတည်နေတဲ့လမ်းပါပဲဒါကြောင့်မို့လို့ခိုင်မာတဲ့လူအဖွဲ့အစည်းတစ်ခုချစ်ဖို့ဆိုရင် လုံးဝမရှိမဖြစ်မနိုင်ချင်းတစ်ခုလိုကိုလိုအပ်ပါတယ်တစ်ခုကတာဝန်ယူမှုရှိပြီးဉာဏ်ပညာကြီးမားတဲ့ခေါင်းဆောင်မှုနောက်တစ်ခုကတော့ တက်ကြွပြီးဝေဖန်ပိုက်ချက်နိုင်စွမ်းရှိတဲ့ပြည်သူတွေရဲ့ပါဝင်မှုပါပဲ။ဒီတော့တာဝန်ကခေါင်းဆောင်တယောက်ထဲမှာမဟုတ်ပဲကျွန်တော်တို့အားလုံးမှာရှိနေပါတယ်။နောက်ဆုံးအနေနဲ့အားလုံးကိုစဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါလေ။ဘလို့ခေကြီးမှာပဲထိထိအမှန်တရားကိုမြင်နိုင်တဲ့ဆွမ်းအားကတကယ်တော့ဘယ်သူလက်ထဲမှာရှိနေလဲလို့ထင်ပါသလဲ။ဒီသတိပေးချက်ကခေတ္တရတအရေးပါနေစေဆိုတာကိုအားလုံးပြန်လည်စဉ်းကျင်ကြည့်ကြဖို့တိုက်တွန်းရင်းနေပဲ။ဒီဆွေးနွေးမှုကိုညီကုန်းချုပ်လိုက်ပါတယ်။